ကိုင်းမြို့ကိုဗဟိုပြုလုပ်ခတ်တဲ့အင်အားပြင်းငလင်ကြောင့်မန္တလေးနဲ့စကိုင်းမြို့မှာတေဆုံးသူအများအပြားရှိပြီးအဆောင်အပြတ်တွေကြားပိတ်မိပျောက်ဆုံးနေသူတွေလည်းရာနဲ့ချီရှိတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NGO ကသတင်းထုတ်ပြန်ပါတယ်။ငလင်တန်းကြောင့်အမွေအနှစ်အဆောင်တွေအပအဝင်လန်ဒါးတွေပြိုကျပျက်စီးလူသေဆုံးမှုလည်းမြင့်တက်နေတယ်လို့ဆိုပါတယ်။မလ28ရက်မွန်လွဲ7:50မိနစ်ဝန်းကျင်စကိုင်းမြို့ရဲ့အနောက်မြောက်ဘက်16ကီလိုမီတာအကွာကို ိုးပြုတ်ပြီးအင်အား9.9ရစ်တာစကေးပမာဏရှိတဲ့ငလင်လှုပ်ခတ်ခဲ့တာပါပထမကြိမ်ငလင်လှုပ်ခတ်ပြီး7မိနစ်ခန့်အကြာသခိုင်းမြို့တောင်ဘက်18ကီလိုမီတာခန့်အကွာကိုဗဟိုပြုတ်ပြီးအင်အား6.4ရစ်တာစကေးရှိတဲ့ငလင်နဲ့အတော်အသင့်အင်အားပြင့်တဲ့နောက်ဆက်တွဲငလင်တွေထပ်မံလှုပ်ခတ်ခဲ့တာလို့ NUG ကထုတ်ပြန်ပါတယ်ငလင်ကျောင်းသခိုင်းမန္တလေးနေပြည်တော်တောင်ကြီးပဲခူးတို့မှာလူသေဆုံးမှုနဲ့ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပြီး အရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ NUG ကဆိုပါတယ်။ငလင်နံကြောင်လူအသေးအပြောင်းနဲ့ထိခိုက်ဒဏ်ရာရရှိမှုတွေပျက်စီးဆုံးရှုံးမှုတွေကိုစည်ရင်ကောက်ယူစုဆောင်းတာ NUG စိုးမိုးထိန်ချုပ်နယ်မြေတွေမှာကူညီကယ်ဆယ်ရေးလုပ်ငန်းတွေပြန်လည်နေရာချထားရေးနဲ့ထူထောင်ရေးလုပ်ငန်းတွေကို အချိန်နဲ့တပြေးညီလုပ်ကိုင်ဆောင်ရွက်နေတယ်လို့လည်း NUG ကဆိုပါတယ်။ဒါကြောင့်ငလင်တန်တဲ့ဒေသတွေကလူမှုအခြေပြုအဖွဲ့အစည်းနဲ့ ပြည်သူတွေအနေနဲ့အချင်းချင်းစာနာဖေးမှကအပြန်အလှန်ကူညီဆောက်ရှောက်ချဖို့ UNG ကမြစ်တာရက်ခံတိုက်တွန်းထားပါတယ်။တိုက်တွေအများကြီးပြိုပါတယ်၊ဝမ်းနှင်းချင်မြင်တဲ့အထက်ဆက်ယုံကအကုန်ပြိုပါတယ်၊လူတွေပြိပါတယ်။အခုချိန်ထိလူတွေဆွဲထုတ်နေရတယ်။တဲတော်ဝမ်းတွင်လူအသေးပြောက်ကတော့20ကျော်နေပါပြီ။လက်ရှိလူတွေလည်းအိမ်ပြင်မှာထွက်နေတာရဲ့၊ကွေးမြင့်ကျဲမှာနေနေရတာရဲ့အခုချိန်ထိလူတွေလန့်နေကြတယ်။အခုငလင်အော်အော်ပြီးလာတာပါ။ တော်ကိုကြောက်ပါတယ်။လူကဝင့်နေရင်နဲ့အပေါ်အောက်မြောက်မြောက်ပြီးကင်ပေါက်နေတယ်လို့ပါပဲ။ညတော်ဘလို့အိပ်ရမလဲမသိဘူး။အတော်ကြောက်နေတာလို့ဝန်တွင်းဒေသခံတူကအမတ်ပီကိုပြောပါတယ်။ငလင်ကျောင်းစကိုင်းနဲ့မန္တလေးမြို့ကိုဆက်သွယ်ထားတဲ့စကိုင်းတရားဟောင်းခေါ်အင်းဝတရားပြိုကျပျက်စီးခဲ့ပြီးတရားဟုလေစိတ်မန္တလေးတက္ကသိုလ်ဖျားစီတီဖုံးကြီးကျောင်းနဲ့စတတတ်အမြင့်ရှိတဲ့ကွန်ဒိုအပောင်ဝင်အိုးရင်အဆောင်အများအပြားပျက်စီးခဲ့ပါတယ်။ ဒါအပြင်ရှေဟောင်းအမွေနဲ့အဆောင်တွေဖြစ်တဲ့မန္တလေးတိုင်းတွင်ကအင်းဝါမဲနုအုပ်ချောင်းမင်းကွန်းဒေသကမင်းကွန်းဆရာတော်ဘုရားကြီးတရင်သုံးခဲ့တဲ့မင်းကွန်းကျောင်းတိုက်စတာတွေလည်းထိခိုက်ပျက်စီးခဲ့ပါတယ်။ဘာသာရေးအဆောင်အများထိခိုက်ခံရမှုဟာလည်းမြန်မာနိုင်ငံရဲ့အမွေအနှစ်အများထိခိုက်ခြင်းဖြစ်လို့အထူးဝန်ထဲဖွဲ့ဖြစ်ပါတယ်လို့အန်ယူဂျီကဝန်ထဲကြောင်းဆိုပါတယ်။ဒီနေ့လှုပ်ခတ်ခဲ့တဲ့ငလင်ဟာအနည်း10ကီလိုမီတာကိုဗဟိုဖြူလှုပ်ခတ်ခဲ့တဲ့ ဇောက်တိန်အမျိုးအစားငလင်ဖြစ်တယ်လို့ NUG ကအသိပေးထုတ်ပြန်ပါတယ်။အဲ့ဒီငလင်ကြောင့်မန္တလေးအပောင်မြန်မာနိုင်ငံမျိုးကြီးတွေက အထက်အမြင့်အဆောင်အများအပြားထိခိုက်ပျက်စီးကလူသေးဆုံးမှုတွေမြင့်တက်နိုင်ပွဲရှိတယ်လို့ဆိုပါတယ်။ငလင်တန်ကြောင့်ဖြစ်ပေါ်ခဲ့တဲ့အဆောင်အကြောင်းများမြေလွာအကြောင်းများကြောင့်ဆက်လက်ပြိုကျနိုင်ခြင်းတာတမန်များကျိုးပြတ်နိုင်ခြင်းတရားများပြိုကျနိုင်ခြင်းတို့လည်းနောက်ဆက်တွဲငလင်နဲ့အတူ ဆက်လက်ဖြစ်နိုင်ပွဲရှိတာကြောင့်အထူးသတိပြုစစ်ဆေးနေထိုင်ကြဖို့တိုက်တွန်းပါတယ်အထူးသဖြင့်ငလင်ဘေးအနေနဲ့ဆက်လင်းနဲ့ဆောင်ရန်ရှောင်ရန်နဲ့အထူးသတိပြုရန်အချက်တွေကိုလေ့လာစီပူထားပြီးအသက်အန္တရာယ်မထိခိုက်စေနဲ့ဆုံးရှုံးမှုနည်းနိုင်သမျှနည်းနိုင်စေအတွက်ပြင်ဆင်ဆောင်ရွက်ထားကြဖို့တိုက်တွန်းတယ်လို့လည်းအယူကြီးကအရေးပေါ်သတိပေးချက်ထုတ်ပြန်ထားပါတယ်လေချောင်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခံရခြင်းအင်းပြင်ပလဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ် မာကြောတဲ့ကြောက်တောင်းတွေနာကိုဝင်ရောက်ပုန်းခိုပါပုန်းခိုစရာမတွေ့ပါကမြေအိမ်မဲကိုရှာပြီးဥကောင်းကိုလက်နှစ်ဖက်နှအုပ်မြေကြီးကိုတံတောင်နဲ့ထောက်ကမှောက်ရနေပါဗဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ